င်္ဂလာပါဆရာဒေါက်တာဆိုင်မြတ်သူပါချစ်မင်မင် application ရဲ့အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ဆရာဝန်ခန္ဓာကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အဒီနေ့မှာတော့ဆရာစီမေးထားတဲ့မေးခွန်းလေးတွေကအကောင်းတို့ရရာလေးတွေကိုရွေးပြီးဖြေကြားသွားပေးမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီနေ့အတွက်မေးခွန်းလေးတစ်ခုကတားလေးက2လရှိပါပြီတဲ့ စီးသွာနေပြီးတော့စီးအောင်လို့ပါတဲ့ဘလို့တက်တာအောင်လုပ်ပေးရမလဲဆောင်ရံရှောင်ရံလေးတွေပြောပြပေးပါဆရာပြီးတော့ကလေးတွေမှာစီးလန်းချောင်းပိုးဝင်ရင်ဘယ်လိုလက္ခဏာတွေရှိတတ်လဲဆရာလို့မေးထားတယ်เนาะအဲ့တော့အဲ့တော့မေးခွန်းထဲမှာ ဒါအဖြေဟုတ်လားမဟုတ်လားမသိတဲ့အဖြေတခုတော့ပါနေတာပေါ့နော်စီးသွားနေတယ်မှန်တယ်စီးအောင်နေဆိုတော့စီးအောင်နေဆိုတာကိုဒါကိုဘယ်လိုသတ်မှတ်တယ်လဲဘယ်လိုယူဆတယ်လဲဆိုတဲ့အပိုင်းလေးလည်းရှိတယ်နော်အဲ့တော့အရင်ဆုံးပြောရမှာကတော့ဆရာတို့ရာသီဥတုကိစ္စလည်းပြောရလိမ့်မယ်เนาะဆိုတော့အခုရာသီဥတုကတအားပူတဲ့အချိန်ဖြစ်တယ်တအားပူတဲ့အချိန်ဖြစ်တဲ့အတွက်ကလေးတွေချွေးပိုထွက်တယ်ခေါင်းချွေးတွေပိုထွက်တယ်အဲ့ဒီအချိန်မှာခန္ဓာကိုယ်ရဲ့ ဝင်တဲ့ no no တွေကပါတဲ့ရေဓာတ်ပေါ့နော်ရေဓာတ်ကပုံမှန်ပမာဏဖြစ်တဲ့အချိန်မှာထွက်တဲ့ခန္ဓာကိုယ်ကရေဓာတ်ပေါ့ဒါချွေးထွက်တယ်ဆိုတာဒါရေဓာတ်ဆုံးရှုံးတာပဲเนาะဆိုတော့ဒီဆုံးရှုံးသွားတဲ့ပမာဏဟာများနေတယ်ဆိုလို့ရှိရင်စီးသွားတဲ့ပမာဏဟာနည်းသွားမှာပဲဆိုတဲ့အတွက်ကြောင့်မလို့စီးနေတတ်တယ် စီးနှဲသွားလို့ရှိရင်လည်းဆရာတို့အယောင်ကပြောင်းသွားမှာပဲစီးအဝါရောင် ဖြစ်လာမယ်အဲတအားနှဲလုံးအကြီးဝိုင်းတစ်ခါတလေအနယ်ကလေးတွေပါလာတာပါဖြစ်တတ်တယ်เนาะဆိုတော့ဒါသည်အဲဆရာတို့ယောဂကြီးကြီးမားမားစိုးရင်ရတဲ့အနေအထားတော့မဟုတ်ဘူးကလေးတွေရေတက်ပို့လို့အပ်တယ်မိခင်တို့ကိုပို့တိုက်ပေးရမယ်ဆိုတဲ့ညွှန်ကြားချက်ဖြစ်ပါတယ်အညွှန်းဖြစ်ပါတယ်เนาะအဲ့တော့ဒီလိုအခြေအနေမျိုးရှိတဲ့ကလေးကလန်းလန်းဆန်းဆန်းပဲဘာပြဿနာမှမရှိဘူးဆိုရင်တော့ဒါမိခင်တို့လေးပို့တိုက်ပေးလို့ရှိရင်အဆင်ပြေသွားပါလိမ့်မယ်เนาะ အကယ်၍များပေါ့နော်ကလေးကအဲ့လိုမှမဟုတ်ဘဲနဲ့စီးပိုးဝင်တဲ့တခြားလက္ခဏာတွေရှိနေရင်ပေါ့နော်ဘယ်လိုလက္ခဏာတွေဆိုစီးပိုးဝင်တယ်လို့ဆရာတို့ယူဆလဲဆိုတော့နှစ်လအရွယ်ဒီဘာမှလုံးပြတ်တတ်သေးတဲ့အရွယ်မဟုတ်ဘူးလက်ညှိုးလည်းထိုးမပြတ်တတ်သေးဘူးပါးစပ်ကလည်းမပြောနိုင်သေးဘူးဆိုတဲ့အတွက်ကြောင့်မလို့ကလေးဒီပိုးဝင်အဖျားတက်တက်တယ်အဖျားရှိတက်တယ်အဲ့တော့ကလေးဒီအဖျားတွေတက်လာသလားစီးသွားတာနဲတယ်တစက်တစက်နဲ့ခဏခဏလေးတွေသွားတယ်စီးအယောင်တအားရင့်နဲ့နေတယ်ဒါမျိုးရှိသလား နောက်တစ်ခုကကလေးသည်စီးသွားကနီးသို့မဟုတ် စီးသွားပြီးတဲ့အချိန်မှာတအားကိုထိုးပြီးတော့ကော့ကော့ပြီးတော့အเจ้าမရှိ ငိုရာမျိုးလေးတွေရှိသလားဒီလိုလေးတွေကိုကြည့်ရပါတယ်เนาะအဲ့တော့ဒီအချက်ကလေးတွေရှိတယ်ဆိုရင်ဒါဆရာတို့ကလေးဆရာဝန်တွေနဲ့တိုင်ပင်နေပါတယ်ကလေးအထုကူတွေနဲ့တိုင်ပင်နေပါတယ်တိုင်ပင်ပြီးတော့မှဆရာတွေကလိုအပ်တယ်ထင်လို့ရှိရင်ဆရာတို့စီးစစ်ပါလိမ့်မယ်เนาะအဲ့ဒီအချိန်ကြမှာစီပိုးဝင်ရင်လည်းရှိတယ်ဆိုရင်လည်းစီပိုးအလျောက်ကုသမှုပေးပါလိမ့်မယ်ဆိုတော့ဒီအချက်မှာဆရာပြောချင်တာကစိုးရင်ရတော့အနေထားလားမစိုးရင်ရတော့အနေထားလားဆိုတာကို ွဲစီခြင်းပါတယ်အကယ်၍ကိုကစိတ်ပူတယ်စိုးရိမ်နေဆိုရင်လည်းဒါတက်ကြွနားလေတော့မှန်ကန်သော နီလန်းနဲ့ကုသမှုကိုခံယူဖို့အတွက်ကိုဆရာအကြံပေးခြင်းပါတယ်နော်မိခင်နိုင်ငံလေးကျမကြီးနဲ့ပတ်သက်တဲ့မိကွန်းလေးတွေကိုအပတ်စဉ်တနင်္လာနေ့တိုင်းမှာပြန်လည်ဖြေကြားပေးသွားမှာမလို့ဒီဗီဒီယိုလေးရဲ့အောက်ကမိကွန်းမင်းမီဆိုတဲ့နေရာလေးမှာမိကွန်းလေးတွေပို့ထားလို့ရပြီနော်။